ဟယ်လိုအားလုံးဝမင်္ဂလာပါယူနိုက်တက်ရှီဝူကနေကြိုဆိုပါရစေဆိုတော့မန်ချက်စတာဒါဘီဖြစ်ကျွန်တော်တို့စီးတီးနဲ့ကစားခဲ့တဲ့ပွဲမှာတော့ဂိုးမရှိတည်ရင်နဲ့ကျွန်တော်ပြီးဆုံးသွားတယ်ပေါ့နော်မန်ချက်စတာယူနိုက်တက်ရဲ့ပရီးမီးယားလိမှာမန်ချက်စတာစီးတီးကိုဒီယာဒီမှာနှစ်ကြိမ်ကစားရတယ်မန်ချက်စတာစီးတီးကွင်းမှာတော့1-2ဆိုတဲ့ရလနဲ့ကျွန်တော်နိုင်ပြီးတော့လက်ရှိအိမ်ဝင်မှာကစားတဲ့အခါမှာ2-2အဒီဂိုးမရှိတည်ကျသွားတယ်ဒါအပြင်နောက်ဆုံးကစားထားတဲ့မန်ချက်စတာစီးတီးနဲ့၄ပွဲမှာလည်းမိနစ်90အတွင်းမှာလုံးဝရှုံးပွဲရှိမထားသေးဘူးနောက်ဆုံး၄ချိန်မှာ ဆိုတော့ဒါဟာညောင်17ခုနှစ်နောက်ပိုင်းရလက်ကောင်းလို့ပြောရမှာပေါ့လေမန်ချက်စတာစီးတီးတိုင်ပတ်နေတဲ့အချိန်မှာကိုရီလည်းတိုင်ပတ်နေတာပါတယ်ဒါပေမဲ့လည်းအဲ့ဒီတော့တွင်မှာကျွန်တော်တို့မန်ချက်စတာစီးတီးကိုမိနစ်90အတွင်းမှာရှုံးအောင်မကစားကြဘူးပေါ့နော်ဒါဒါကျွန်တော်တို့တစ်ဖက်ကတွေးကြည့်လို့ရှိရင်တော့လေကောင်းတဲ့အရာပေါ့လေစီးတီးကလည်းလက်ရှိကြည့်ရရင်ညီကလေးတိတဲ့အတိုင်းပဲအာနေဟာလန်က injury ပြဿနာကြုံနေတာနဲ့ ကေဗင်ဒေဘရိုင်းကိုပေါ့နော်ကျွန်တော်တို့ဒါမီနီပွဲချိန်ပြေကစားသုံးသွားတာနဲ့ဘာနဲ့ကျွန်တော်ကြည့်လိုက်ရင်သူတို့လည်းပဲထင်တယ်လို့အလုံးမဖြစ်ခဲ့ပါဘူးဗျာစီတီဘက်ကတရားဒီတပွဲလုံးမှာဆိုလို့ရင်ဂိုးပေါက်ကန်တင်မှုသူတို့ဒါ၉ချိန်ရှိခဲ့တယ်ဗျာ၅ချိန်ဂိုးပေါက်တဲ့တယ်ဒီထဲမှာမှာတအားအန်ရည်များခဲ့တာဆိုလို့ကျွန်တော်ဘာရှိမလဲဒီအိုမာမာမိုးရှေ့ကျွန်တော်တို့ဒါအေရီယာထိတ်ကနေပြီးတော့မီမကြပေါ်အတင်းလှမ်းကန်တဲ့အလုံးလောက်ပဲကျွန်တော်ရှိတာ ကြံလာတွေကကျွန်တော်အနေနဲ့ပေါ့နော်တော်တော်လေးကိုကျွန်တော်အနေနဲ့ဒီ CD back က NDA တွေကိုကျွန်တော်ဒါတားနိုင်တယ်လို့ကျွန်တော်ပြောလို့ရတယ်ဆိုတော့ CD အနေနဲ့ဘောလုံးပိုင်ဆိုင်မှုအသာကြီးရတာကလွယ်လို့ရှိရင်ထူးထူးခြားခြားကြီးမလုံနိုင်ခဲ့ဘူးဒါတော့မှဒုတိယပိုင်းမှာကျွန်တော်အတိုင်းအတာတစ်ခုဒီဘောလုံးတွေပြန်ကင်လာနိုင်တယ်သူကနေသူမန်ချက်စတာစီးတီးဘက်ကိုဒုက္ခပေးလာနိုင်တဲ့မျိုးလေးတွေကျွန်တော်ရှိရဆိုတော့အစီဒီအနေနဲ့တိုင်ပတ်ခဲ့ရတာဗောလေစီဒီဟာသူ့ရဲ့အကောင်းဆုံးယာတိလဲဟုတ်မနေဘူးဆိုတော့အသင်းဘက်ကကျွန်တော်အနေနဲ့ကောင်းကောင်းဒုက္ခပေးနေခဲ့တယ်လို့ကျွန်တော်ပြောရမှာပဲဆိုတော့ယူနိုက်တက်က ဒီပွဲမှာဂိုးပေါက်ကန်တင်မှု73ချိန်ကျွန်တော်ရှိတယ်73ချိန်နေကမှ2ချိန်ပဲဂိုးပေါက်တက်ပြီးတော့အီဒါဆန်ကိုဒုက္ခပေးဖို့အနည်းဆက်ဆုံးဖြစ်ခဲ့တာဆိုလို့ဂျိုဂျူဝါဇစ်ဂျီရဲ့ကျွန်တော်ပေါ်တော့ဒီဗါလဲဒီပက်ထရစ်ဒူကိုချိုးပစ်တဲ့အလုံးသူဘယ်နဲ့ပိတ်တဲ့အလုံးအီဒါဆန်ပုတ်သွားတာဒါပဲကျွန်တော်ရှိတယ်သူလူရရကြီးကျွန်တော်ဘာမှမရှိဘူးအခုရှိတာကဗျဟိုဘယ်လိုပြောမလဲဟိုကိုကစားမားရိအင်းနဲ့ပေါ့နော်ဟိုဒီဒီပွဲကဗျကိုကစားမားဒီပွဲတော်တော်ပြင်းဖို့ကောင်းပါတယ်တိလဲကြည်နေတာမန်ချက်စတာဒါဘီတော့ဒါဘီလို့ကိုမင်မခံစားရဘူး เนาะกวยตาอ่ะตลอดเลี้ยวหลูเว่ฉิดีมะเลยปะเนาะซิตี้ก็ตู้เยอะกองทุ่งยาดีไม่ห่มไม่ได้ยะแมนเชสเตอร์ยูไนเต็ดก็อะยิงกระเดะก็จรเราต่ายเป็ดนี่ดาเยเนะสรุษิยดีป่วยหาเบปริตัตนี่เนี่ยจรเราจี้รู้สิยกูตลอดกูปิ้งผู้กองเนสรอกกูรีดาวมาเลยเกรูปิ้งผู้กองเนเดมาปาเลยจี้ยาดาอสินลงมาไม่เปียวปะเนาะだเมรุกูบักก็จรเราจี้ยินโหไตสิบใบก็ตลอดตาหากูปยัตนาจี้ดา တိုက်စစ်ပိုင်းကကျွန်တော်တို့ဒီလောက်နဲ့မရပါဘူးစပါတော့ဂိုးသွင်းပြီးတော့နိုင်သွားတဲ့ပွဲစဉ်ဒီမှာပဲကျွန်တော်တို့ဖြစ်ဖြစ်တာမန်တေးကြတဲ့ပွဲဒီမှာပဲဖြစ်ဖြစ်ရှုံးမာတယ်ဆိုတဲ့ပွဲစဉ်ဒီမှာပဲကျွန်တော်တို့ကြည့်ကြည့်အသင်းတိုက်စစ်ကအများကြီးစကားပြောစရာတွေဖြစ်နေတာ Nottingham Forest ကိုကျွန်တော်တို့က1-0နဲ့ရှုံးသွားတယ်အဲ့ဒီပွဲစဉ်မှာလည်းအသင်းရဲ့တိုက်စစ်ကဘာမှအလုံးမဖြစ်ခဲ့လို့ပဲရလာတဲ့မြတ် chance တွေအခွင့်အရေးတွေတိုင်းကတာမန်ထက်ပိုတဲ့အန်ဒီရဲ့ပြမှုတွေကိုသူတို့မလုံနိုင်ဘူးဟို Resmus Highland ကိုကျွန်တော်တို့ကြည့်တော့လေအခွင့်အရေးတွေမရဘူး ာနာချူကျတော့လေအခွင့်အရေးတွေတအားရတာပြည်ထနာကရသည်မြအခွင့်အရေးတိုင်းကိုမင်းကန်ဖို့ကြီးလောက်တာဒါတော့မှနော်ဒူဒီပွဲမှာပက်ထရစ်ဒူဂူနဲ့သူတွဲဆော့သွားတာလေးတွေရှိခဲ့တယ်ဒါကတော့သူ့အပေါင်းလက္ခဏာဆောင်းနဲ့ဆန်တဲ့ရာပေါ်လေးအရင်တုန်းကတော့ဟိုသူ့အနေနဲ့တော်တော်တိုင်ပက်နေတာကိုနော်လူလဲပြီးမဆော့ဗာလဲပြီးမဆော့နဲ့အတကုံကဲနေတယ်အခုဒီပွဲလေလူပက်ထရစ်ဒူဂူနဲ့သူ့ဟာနဲ့သူတို့ပြီးဆော့နေတယ်ဒါပေမဲ့လို့ကိုယ်ပေါက်ကန်သိမှုတွေကသူ့ခြေထဲမှာဖြစ်တဲ့မြရောက်လာတဲ့မြအလုံးတွေတိုင်းကိုအကုန်ကန်ဖို့ကြိုးပမ်းနေတာတွေ ဘလို့မှကျွန်တော်အဆင်ပြေဘူး။နော်ဘလို့မှအဆင်ပြေဆိုတော့ဒါတွေကဟိုပြောစရာဖြစ်တယ်ပေါ့လေနော်။ကစားမနေနဲ့ဒါတူတက်ဖို့လူနေတဲ့အရာတွေကိုသူတူတက်အောင်မလုပ်နိုင်ဘူးပေါ့။ဒါတွေကပူပြီးတော့ကောင်းအောင်သူလို့ရမယ်ဒါတပွဲမဟုတ်နှစ်ပွဲမဟုတ်တော့ဘူးဗျာ။နော်ကျွန်တော်အခွင့်အရေးကန်ခွင့်တာလဲကန်တာပဲ။ကန်ခွင့်မတာလဲကန်တာပဲ။မြန်လေကြားတယ်မြအလုံးတိုင်းကိုတကုံကံဝုတ်ကြီးကျွန်တော်လုပ်နေတာဒါပထမဆုံးကြိမ်မဟုတ်တော့ပါဘူးเนาะဆိုတော့သူဒီတက်ပို့ပြီးတော့ဒီ short combination rate ကလည်းကောင်းလားဆိုတော့လေသူမကောင်းဘူး တော့ကာနာချူဟာအဲ့ဒီပြည်တနာကတော့တော်တော်ကြီးတယ်။ဒါအပြင်ဟယ်ရီမကွိုင်းယားကလည်းဒီပွဲမှာလူစားလင်နီလော့ဖ်နဲ့လဲလဲရတယ်ဆိုတော့ထိခိုက်မှုအနည်းငယ်ရှိသွားတဲ့သဘောပါပဲ။ဒါမဲ့ကျွန်တော်တို့ဒါလိုင်ယွန်နဲ့ကစားမယ့်ပွဲမှာတော့အသင်းအတွက်ပါနိုင်မပါနိုင်ပြန်ကြည့်ရမှာပေါ့လေ။နောက်တန်းကယူရိုနဲ့မာစတာဘီကတော့သူ့ဟာနဲ့သူအဆင်ပြေတယ်လို့ပဲကျွန်တော်ယူဆတယ်။နော်ဒါလိုတို့ပက်ထရစ်ဒူဂူလည်းလည်းအဆင်ပြေတယ်အောင်လေးလို့ပဲကျွန်တော်ယူဆဒိုဂူကတော့ဒီပွဲမှာဒါကဒါလော့ထက်စားလို့ရှိရင်ပို့ပြီးတော့ NDA ပေးနိုင်တယ်လို့ကျွန်တော်တို့ထင်တယ်။ ဖြစ်တင်ပေါ်နေသူပေးတယ်ခါနာကျူနဲ့သူတွဲကစားတယ်အစဉ်ပြေတယ်ပေါ့နော် ကွင်းလယ်မှာဆိုလို့ရှိရင်လည်းဥကာတေရိုဘာရုနဲ့သူလိုက်ဖက်ညီအောင်သူကစားတယ်နော်ဒါပြီးနေရာယူတာတွေတဲ့သူကောင်းလာတယ်အစွန်နေမှာကိုသင်းချီတွေမှာဘောလုံးရှိနေဘယ်လိုနေရာယူရမလဲကိုသင်းချီတွေမှာဘောလုံးမရှိရင်ဘယ်လိုနေရာယူရမလဲပက်ထရစ်တူကိုဖိဖိချင်းနဲ့သူအများကြီးသဘောပေါက်လာပြီပေါ့နော်အမိုရင်ဖြစ်စီနေတာတွေကိုသူအကောင်းဆုံးကြိုးပမ်းနေတယ်ဆိုတော့မဆိုးဘူးပေါ့နော်ကွင်းလယ်မှာလည်းဥကာတေရိုကက်စမေရိုရောတာမန်ထက်မပူဘူးဗျ ဒီဘက်မှာ man of the match ရသွားပါတယ်ဆိုတော့ bruno fernandes တောင်မှတာမန်ထက်ပူတယ်လို့ကျွန်တော်မထင်ဘူးဒါကပြဿနာကြီးပါတယ်เนาะဒါကြောင့်ကျွန်တော်ဒီပွဲမှာဆိုလို့ရှိရင်အဲဘယ်လိုပြောမလဲဒီကိုအသင်းဘက်ကရောသူများအသင်းဘက်ကရောတိုင်ပတ်နေတဲ့အခြေအနေမျိုးမှာပွဲရလဲဟို quality ဒီ quality ကစားဟန်ဒီနှစ်သင်းစလုံးစီကမမြင်ရတော့ကိုကစားမတွေဘက်ကကျွန်တော်ကြည့်ပူတော်ဆူးသေးတယ်เนาะဝင်လာတဲ့နေရာမှာဆိုလို့ရှိရင်တော့ ဒါမေဆန်မောင်းတို့ဘာလို့ပေါ့နော်ဒါဖြည်းဖြည်းချင်းလေးပြန်ကစားနိုင်ပြီဆိုတော့ဝမ်းသာစရာပေါ့ဗျာဒါအပြင်ဂျိုရှူဝါဇစ်ဇီကတော့ဝင်လာပြီးတော့တော်တော်လေးကိုကောင်းတယ်ရက်စမန်ဝိုင်လန်ရှိတုန်းကတည်းကပူပြီးတော့ဒါပြိုင်ဘက်ကိုပေါ့နော်ဒါ NDD ဘာတွေပြီးနိုင်ခဲ့တဲ့အဲ့ဒီမှာပါတယ်လို့ကျွန်တော်ပြောလို့ရတယ်ဂျိုရှူဝါဇစ်ဇီကစားတာကနံပါတ်10လဲသူအဆင်ပြေတယ်စန်တာဖော်ဝတ်လဲသူအဆင်ပြေတယ်နောက်ပြီးလို့ရှိရင်လူရှော့အရန်ကုန်မှာကျွန်တော်ပြန်ပြီးတော့တွေ့ရပြီဒါလေးတွေတော့ကျွန်တော်ရှိတယ်ဆိုတော့ကြောက်ပြဘာလို့ပြောမလဲဒီ MO တွေအတွက် injury ပြဿနာတွေနဲ့လုံးပန်းနေရတဲ့အချိန် ဟူလူကပြန်ကောင်းလဲဟူလူကပြန်နာလိုက်နဲ့တိုင်ပတ်နေတဲ့အချင်းကြီးမျိုးမှာကျွန်တော်တို့၈၀ကံမဲ့ပွဲစဉ်တွေကတော့နိုင်ရမဲ့ပွဲစဉ်ကြီးပဲအဲ့လိုမျိုးပွဲတွေမှာမှကျွန်တော်တို့နိုင်အောင်မလုပ်နိုင်ခဲ့တာကအတင်းတော့ရုပ်ပြက်ရှင်ပြက်ဖြစ်တယ်ပေါ့နော်ကျွန်တော်တို့တွေ့လက်ရှိဒီယာဒီမှာအဆင့်73မှာရှိနေပါတယ်ဒါဘလူးမန်အချင်းကြီးကောင်းမနေဘူးစပားကလည်းရှိမှနိုင်သွားတာကိုစပားကလည်းရှိမှနိုင်သွားတယ်ဆိုတော့ကိုရီနဲ့စပားနဲ့ကြားထဲမှာတတ်မှတ်ပဲကျွန်တော်တို့အနေနဲ့ရှိတော့တာဒါဟာတော်တော်လေးကိုအချင်းကြီးစိုးပါတယ်အတင်းတော့ ရန်ပူရိုဘာရုတော်မှာကုထက်သူတို့အမှတ်တီတာနေတဲ့ချိန်မျိုးမှာဒီလိုပုံစံဖြစ်နေရတာတော်တော်တိုင်ပတ်တယ်။ဆိုတော့ရှေ့လျှောက်အနေနဲ့ကျွန်တော်ကြည့်ရရင်ဒီယူရိုပါလိပွဲတွေမှာကျွန်တော်တို့ဘယ်လောက်ထိလုပ်ပြမလဲကျွန်တော်ကြည့်ရမှာပဲ။ကျွန်တော်တို့အတွက်မျှော်လင့်ချက်ကယူရိုပါလိပဲ။ဒါတော်မှာကုထက်အများကြီးပူကောင်းတဲ့အသင်းတွေယူရိုပါလိမှာကျန်နေသေးတာ။ဒါကြောင့်ပေါ့နော်။ဒါအသင်းတွေတော့ဒီပွဲကကျွန်တော်တို့ထင်သလိုမျိုးဒါပြနိုင်ပြသနိုင်ခဲ့တဲ့ quality တွေတော့ကျွန်တော်မတွေ့ရဘူး။တော်တော်လေးပြင်းစရာကောင်းတဲ့ပွဲတွေကိုကျွန်တော်ကြည့်ခဲ့ရတာ။ဒါတော့လည်းပဲ ရှေ့ဆက်ပြီးတော့ကျွန်တော်ပြင်နိုင်မလားကြည့်ရမှာပေါ့လေဆိုတော့အထူးသဖြင့်တော့ဒါနီးပြစီကထက်ပြင်နိုင်မလားဆိုတာကစားမားတွေစီအနေနဲ့ပြင်နိုင်မလားကျွန်တော်ကြည့်ရမယ်ဒါတော့ဘယ်လိုပြောမလို့အချိန်ကြီးရပါတော့ပို့ပြီးတော့ဒီချက်ပူကောင်းဖို့အတွက်ကြိုးပမ်းမဲ့အချိန်ကြီးမျိုးမှာကိုယ်ကောင်နေမလုံနိုင်ဘူးဆိုတော့တိုက်စစ်မှာကျွန်တော်အစိတ်ပူဆုံးမယ်ကျွန်တော်လက်ရှိကစားပုံကသူ့ဟာလေးနဲ့သူဟုတ်နေတာခံစစ်ကလည်းသူ့ဟာလေးနဲ့သူဟုတ်နေတာကွင်းလယ်လေးကလည်းဖာနက်ဆိုရယ်စင်ကစားစင်ကလာကျန်တဲ့လူပဲကစားကစားမင်းစူးစူးဝဝိုင်းချင်ပြီမဟုတ်ဘူးဗျာသူ့ဟာလေးနဲ့သူဟုတ်နေတာ ေးအဲ့လိုအခြေအနေမျိုးမှာမှာတိုက်စစ်ကတအားကြီးပြောစရာဖြစ်နေတာခုနကပြောလိုပဲဟိုတကယ်တကယ်ကန်ကွင်းရတဲ့ဟာတွေလဲကန်ကွင်းတားတဲ့ဟာတွေလဲကျွန်တော်တို့ကန်နေအဆင်မပြေဘူးကန်ကွင်းမတားတဲ့ဟာတွေလဲကျွန်တော်တို့ကန်နေအဆင်မပြေဘူးအပြုချင်းတိုက်စစ်မှု Resmat Whiteland ကလည်းအခွင့်အရေးကသူများဖန်တီးပြီးတော့လဲသူစီမရောက်ဘူးပြပြဿနာက Resmat စီအခွင့်အရေးကမရောက်ဘူးအဲမဲ့ Joshua Zixi တို့လိုမျိုးကိုယ်တိုင်ဖန်တီးနိုင်စွမ်းရှိလားဆိုတော့လဲမရှိပြန်ဘူးပေါ့နော်ဆိုတော့ဒါတွေကတော်တော်လေးတိုင်ပတ်တယ် ဆိုတော့အာဘရူနိုဖရန်ဒက်စ်ကလည်းနေရိုနံပါတ်10ဆိုတာထဲသူကလည်းအနေအများစုကိုအောက်တော့ပိုဇီရှင်ကြီးကစားနေရတဲ့ချိန်မျိုးမှာဘလူးမန်ကိုဘလူးရောမလဲသူလည်းကျွန်တော်တို့အမြင်တော့တာမန်ပေါ့နော်တာမန်ထက်ပူတယ်လို့ကိုကျွန်တော်မထင်ခဲ့ဘူးဖရန်ဒက်ချီဆိုမှလည်းအဲ့ဒီဆိုတော့အသင်းမှာအားအကူအဆုံး player ဖြစ်တဲ့သူကိုယ်တိုင်ကတော့မှတာမန်ထက်မပူခဲ့ဘူးဆိုတာကတော်တော်လေးတော့တိုင်ပတ်သွားတာပေါ့ဗျာဆိုတော့ညီကလေးအနေနဲ့ရောဘလူးမင်းညလည်း လက်ရှိကျွန်တော်ဒီပွဲနဲ့ပတ်သက်ပြီးတော့ဗောနော်ဆွေးနွေးကြပါအောင်ဆိုတော့လက်ရှိမှာတော့အချင်းဒီပေါ်မူတည်ပြီးတော့ကျွန်တော်မနေ့ပြန်တော့ကစပြီးတော့ပုံမှန်လေးပြန် run မှုတော့ကျွန်တော်စဉ်းစားနေတယ်ဗောနော်။ဒါညီကတို့လည်းသဘောပေါက်လိမ့်မယ်လို့မျှော်လင့်ပါတယ်။ကျွန်တော်တို့ကဒီကိုကိုဟာမကိုမလုပ်ဘူးဆိုလို့ရှိရင်တည်တယ်မလားကျွန်တော်ရှေ့ဆက်ပြီးတော့ကုကျင်တာတွေဒီမှာဖိမကျင်တာတွေရှိတယ်ဆိုရင်မလွယ်ဘူးဗျာ။တည်တယ်မလားနော်။သိန်းတောင်းချင်ကျွန်တော်တို့လည်းဖင်ကူတိုင်းတာတဲ့လူမျိုးတွေမှာကျွန်တော်မဟုတ်တာဟုတ်တယ်မလားဆိုတော့ကိုတကူလုံးမအဲ့ဒီကနေဒီစင်ပြန်ပြီးတော့ကုလို့ရမယ့်ချင်ကြီးမျိုးမှာ အဲဟိုမျက်စိနောက်အောင်ထိတော့မဟုတ်ပြီမဲ့လို့ပေါ့နော်သူကနေသူတို့ပြန်ပြီးတော့ကျွန်တော်တို့ဒါ RAM ဘူးတို့ပြင်ဆင်ထားတယ်ဆိုတော့သဘောပေါက်ကြလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဆိုတော့ကြည်ချပါပြီးတဲ့ညီကများလုံးကိုချစ်သူများတွေပါတယ်ဆိုတော့ဒီ Manchester Derby ပွဲနဲ့ပတ်သက်ပြီးတော့ရောဘယ်လိုမြင်ကြလဲဆိုတော့နောက်နေ့ဗီဒီယိုဒီမှာကျွန်တော်ဆက်ပြီးတော့တွေ့ကြပါမယ်ကြည်ချပါပြီးတဲ့ညီကများလုံးကိုချစ်သူပါ